ငလီနယ်ကျောင်း Great Wall Hotel ပြုကြမှုနဲ့အတူအသက်ဆုံးရှုံးသွားခဲ့ရတဲ့အမျိုးသားနဲ့သမီးလေးတို့တွေဆရာလေးဝတ်တော်မဲမင်းနေနေရွှေအားလုံးဒီကြတဲ့အတိုင်းတကြံကာလမတိုင်ခင်ချိန်မလ28ရက်နေ့ကမြန်မာနိုင်ငံမှာမြေငင်းလုံခဲမှုကြောင့်ပြည်သူလူထုအသက်အိုးအိမ်တွေနဲ့အဆောက်အဦတွေပြိုကျပျက်စီးခဲ့ကြပါတယ်ဒီလိုပြင်းစားငင်းလုံခဲမှုဟာဆိုရင်တော့မြန်မာနိုင်ငံလေပိုင်းဒေသဖြစ်တဲ့မန္တလေးစကိုင်းနဲ့အခြားသောမြို့တွေမှာပျက်စီးဆုံးရှုံးမှုများတာပါ မြန်မာနိုင်ငံရဲ့ရှင်အောင်မွေနေ့နေရာတွေနဲ့ရှင်အောင်ဘုရားစေတီပထိုးတွေလည်းဆုံးရှုံးခဲ့ကြပါပြီ။ဒီလိုဆုံးရှုံးခဲ့ကြတဲ့မိသားစုတွေမိဘဆွေမျိုးတိုင်းဝိုင်းနေကြောင်းချင်းရသူမိသားစုတွေမှာတော့ဝန်ထဲကြီးကွဲစားနေပဲမဖြေဆင်းနိုင်တဲ့အဖြစ်တွေကိုရောက်ကြရတာပါ။မနေ့ကမှမိသားစုဆုဆုလေးလေးနဲ့ပျော်ပါစွာထမင်းလက်ဆောင်စားခဲ့ကြပြီးမြဒီနေ့တော့ပျောက်ချင်းမလားပျောက်သွားကလူလောကကြီးကိုဆုတ်ခွာသွားခဲ့ကြတာပါ။မနေ့နေ့ရွှေတော့မိသားစုမှာငယ်လေးမလုံးမီကရန်ကုန်မှာခြေကျနေထိုင်ခဲ့တာပါ။ မင်းနေရွှေရမလာမှာတမီးလေးဖြစ်သူရဲ့ဆောင်မွေးလေးပြီးနွေရသည်ကျောင်းပင်ရဲ့ရောက်ပြီးဖြစ်ကမိသားစုတွေပျော်ဝဲစားထွက်လေးရှိတဲ့ရာသီလေးဖြစ်တာကြောင့်မြန်မာနိုင်ငံအလဲပိုင်းဖြစ်တဲ့မင်းလေးမျိုးနဲ့ပြူးလင်ကိုအလဲကီးထွက်ခဲ့ကြတာပါမင်းနေရွှေတို့မိသားစုလေးဟာမင်းလေးကိုရောက်တဲ့အချိန်မှာမင်းလေးမျိုးရဲ့နာမည်ကြီးဟိုတယ်ဖြစ်တဲ့ Great World Hotel မှာတွားရောက်တိတ်ခိုခဲ့ကြပါသည်ဒါပေမဲ့ကဲမကောင်းစွာနဲ့ပင်ခလင်းတဲ့ကြောင့်နဲ့ Great World Hotel ကြီးပြိုကျခဲ့ပါတော့သည်အဲဒီပြိုကျမှုမှာတော့မင်းနေရွှေရဲ့တမီးနှစ်ယောက်နဲ့ခင်မုန်းဖြစ်သူတို့ပြင်ကိုအင်ကိုကလေးလေးတယောက်စုစုပေါင်း၄ယောက်တို့ဟာဟိုတယ်ပြို ကြားမှုမှာပြင်မိနေခဲ့တယ်လို့ဆိုပါရီငလင်ကြောင့် Greenwood Hotel ပြုတ်ကျမှုဖြစ်နေစဉ်မနီနီရွှေတယောက်ထဲသာကန်ကောင်းထောက်မစွာနေလို့မြောက်ကအသက်ရှင်ကျင်းခဲ့တာဖြစ်ပါရီအစပိုင်းလောက်တုန်းကတော့မနီနီရွှေရဲ့ခင်မွန်းဖြစ်သူနဲ့တမီးလေးနှစ်ယောက်အပြင်ကိုအင်ကူကလေးတယောက်တို့ဟာ Hotel ထဲမှာပြင်မိနေလို့သတင်းရတာနဲ့ Greenwood Hotel ရဲ့သက်ဆိုင်ရာကုညီကေစင်ရေးသင်းတွေကိုသူမမိသားစုလေးကိုကယ်တင်ပေးဖို့အတွက်မီဒီယာကနေတဆင်ကြောင်းကြားခဲ့ပေမယ့်ကေစင်ရေးသင်းတွေကတော့မနီနီရွှေရိုစီကိုချိန်မီချမလာနိုင်ခဲ့ပါငလင်တန်ရဲ့ Hotel မှာပြင်မိနေတဲ့73ရက်တာကာလမှာတော့မနီနီရွှေ တယောက်သမားရဲ့ခင်မုန်းတဲ့နေတူတမီးလေးနှစ်ယောက်နဲ့အင်ကူကလေးလေးရဲ့ရုပ်လောင်းကိုသာပြန်လည်ရရှိခဲ့တာပါ။ ပြန်လည်ရရှိတဲ့ရုပ်လောင်းတွေကိုဆက်ဆဲကြည့်တဲ့အချိန်မှာအားလုံးဟာချီရတရားဒါမှမရှိဘဲနဲ့တိုက်အောင်မှပြမိတာကြောင့်အောက်ဆီဂျင်ပြတ်ကအသက်ဆုံးရှုံးသွားတာဖြစ်မယ်လို့ကောက်ချက်ချတာဖြစ်ပါရည်။ဒါပေမဲ့လေသမီးလေးနီယောင်ဘာကင်ဖြစ်သူရေခွေမှာမိဆက်ရင်သာအေးကြဲကြဲဆုံးပါသွားတာကြောင့်သာဖြစ်တာရတယ်လို့ပြောလာခဲ့တာပါ။မင်းနေရွှေတယောက်သူမချီရတဲ့မိသားစုလေးကိုဆုံးရှုံးခဲ့ရတာကြောင့်ပြောမပြတဲ့အောင်ကြေကွဲဝန်းနေနေရပါရည်။သူမရဲ့မိသားစုမှလေသူမတယောက်တည်းသာတဦးတည်းထိကျန်စွာကျင်းနေခဲ့တာပါ။မင်းနေရွှေဟာဂရီဝဟိုတယ်မှာတည်နေတဲ့မိသားစုကိုဆုံးရှုံးလိုက်ရတဲ့အပြင်ကမှ ာသူမတို့နဲ့အတူတူယူဆောင်လာခဲ့တဲ့အရှိပွင့်ကြောက်စိမ့်တုံးတွေပါဆုပ်ရှုံခဲ့တာပါအခုဒီလေး Great World Hotel ကနေသူမရဲ့ကြောက်စိမ့်တုံးတွေကိုပြန်လည်လာရောက်အနေချင်းလုံးဝမရှိဘူးလို့ပြောလာတာပါ နောက်ပြီးတော့မနေ့နေ့ရွှေဟာ Great World Hotel ကပေးတဲ့နေနာခြေကိုလည်းမယူဘဲသူမကြောင်စိန်တို့ကိုသာပြန်လည်ရှာဖွေခိုင်းတာပါအခုချိန်မှာတော့သူမအနာမှာမိသားစုတရားမှမရှိတော့တဲ့အတွက်မိသားစုကိုသာရည်စူးပြီးတော့ကုသိုလ်ရအောင်သာသနာ့ဘောင်ကိုဝင်ရောက်တက်မယ်လို့ပြောဆိုလာခဲ့ပါတယ်မနေ့နေ့ရွှေဟာတော့ကြံရှိနေတဲ့ဘဝတခြားလုံးကိုစုံပါသွားတဲ့ခင်မောဖြစ်သူနဲ့တမီးလေးတွေအတွက်ပဲကောင်းမှုကုသိုလ်တွေပွားများတော့မယ်လို့ပြောလာတာပါဗီဒီယိုကိုစုံနေတရှိဝပေးခဲ့ကြတယ်ပြည်သက်အားလုံးလေးတဘာဝဘီအန်နီရဲ့မဲသမီးကနေလွတ်မြောက်ကကိုချစ်ခင်ရတဲ့မိသားစုအပေါင်းဖော်ရင်းနဲ့တူပျော်ရွှင်စွာနေထိုင်ကြပါစေ โลสมุกาวดาวปีไรไปเนาะ